ဟေဝိယံနဲ့စုပြည့်တဲ့ဇင်တို့ရဲ့ဆေးဆက်ပွဲနေ့လေးမှာအနေထိုင်မတက်တာကြောင့်ပွဲရှင်တွေရဲ့ညဉ့်ညင်းချင်းကိုခံခဲ့ရသလိုပြည်သက်တွေရဲ့စောင့်ကြည့်ဝေဖန်ခြင်းကိုပါခံနေရတဲ့တရုတ်ဆောင်နော်ဖုံးအေထာမင်္ဂလာပါပြည်သက်ကြီးရှင်တရုတ်ဆောင်နော်ဖုံးအေထာကတော့မော်ဒယ်လောကကနေအနုပညာလောကတွေကိုခြေလှမ်းဝင်လာခဲ့သူတယောက်ဖြစ်ပြီးအခုလက်ရှိမှာတော့ရုပ်ရှင်ဇာတ်ကားကြီးတွေနဲ့ဇလန်တွဲတော်တော်များများမှာနေရာရလာခဲ့သူတယောက်ဖြစ်ပါတယ် ရတဲ့တွေကြားထဲမှာနမဲကြောကြားလူကြိုက်များခဲတဲ့ကျင်းပေါ်ဆက်လန်းတွေထဲမှာလည်းနော်ဖုံးဧထားကတရုတ်ဆောင်ဆွေပြေတစဉ်တရုတ်ဆောင်ဝေလာရီတို့နဲ့အတူကြာရဆက်ရုပ်ကိုအကောင်းဆုံးတရုတ်ဆောင်နိုင်ခဲ့သူတယောက်ဖြစ်ပြီးအဆိုပါဆက်ကားရှိုက်ကူးမှုအပြီးမှာတော့ဆွေပြေတစဉ်နဲ့ပုံမှန်ထပ်ပို့ပြီးတော့ခင်မင်သွားခဲ့ကြတာဖြစ်ပါတယ် မနေ့ကအော်တိုဘာလ17ရက်နေ့လေးကတော့တရုတ်ဆောင်ဟေးဝရန်နဲ့ဆွေပြေတစင်တို့ရဲ့ဆင်းဆက်ပွဲမင်္ဂလာကျင်းပတဲ့နေ့ရက်လေးဖြစ်ပြီးဆွေပြေတို့ဘက်ကခင်မရဆောင်တငယ်ချင်းတယောက်ဖြစ်တဲ့နော်ဘောအန်ထားကိုလည်းဖိတ်ကြားခဲ့တာဖြစ်ပါတယ်။အဆိုပါပွဲရဲ့မှတ်တမ်းဗီဒီယိုတွေထွက်ပေါ်လာချိန်မှာတော့နော်ဘောအန်ထားရဲ့အနေထိုင်မတတ်တဲ့အပြုအမူတချို့ကိုဖော်ပြခံခဲ့ရတာဖြစ်ပါတယ်။ စင်းဆက်ကြောင်းလမ်းမင်္ဂလာပွဲပြီးသွားလို့မတန်တပ်ပုံရိုက်ကြတဲ့အချိန်ဟိဝင်းရံနဲ့ဆွေပြေတဲ့ရှင်တို့ရဲ့မိသားစုဝင်တွေသာပါဝင်နေအမတ်တရတပ်ပုံရိုက်ကူတဲ့အချိန်မှာနော်ဖောအဲထားကဟိဝင်းရံရဲ့ဘေးကနေအတင်းတိုးဝင်ပြီးတပ်ပုံရိုက်ကူခဲ့တာကြောင့်တချို့သောပြည်သက်တွေရဲ့ဝေဖန်ခြင်းကိုခံနေရတာလည်းဖြစ်ပါတယ် နော်ဖောင်းရဲ့ထားဟာအခြေရင်နဲ့ပတ်သက်ပြီးအလွဲမှရှိခဲ့ဘူးသူတယောက်ဖြစ်ပြီးသူမရဲ့နောက်ကျောင်းဆက်လန်းတွေကိုပရိသတ်တွေအားလုံးကတည်ထားကြတဲ့အတွက်အခုလိုသူများတွေမိသားစုလိုက်မင်္ဂလာယူနေတဲ့အချိန်မှာအနေထိုင်မဆင်ခြင်မိပဲအတင်းကိုနေရာဝင်ယူသလိုဖြစ်နေခဲ့တာကြောင့်ဝေဖန်ခံနေရတာလည်းဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုကြည့်ပြီးတော့ပရိသတ်ကြီးရဲ့အမြင်လေးကိုလည်းမှတ်ချက်ရေးသွားပေးခဲ့ပါအောင်ရှင်